မင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့ပါကျွန်တော်မွေးကနန်းပေါ့နော်မွေးကနန်းဆိုတော့ဒီတစ်ပတ်ထဲမှာတော့ဒီနေ့တည့်ရက်ပဲကျင်တော့တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်ဒီနေ့ကိုတန်ပီးချင်းဖြစ်ပါတယ်ခင်ဗျ။နော်ဆိုတော့ပြီးခဲ့တဲ့အပတ်ကကျွန်တော်၈တက်ပေါ့နော်၈တက်ကကျွန်တော်ဗိုလ်ဒူးနေဖမ်းလာတယ်။ဆိုတော့ကြိုထက်သွားတယ်။ကျွန်တော်လူတွေလည်းမပေးလိုက်ဘူးပေါ့နော်။အဲဒါကျွန်တော်ဗိုလ်ဒူးနေမှာပဲပေးမယ်ဆိုပြီးတော့အာကြိုထက်သွားတော့မပေးလိုက်ဘူးဆိုတော့ဒီဒီပတ်မှာကျွန်တော်စောင့်ကြည့်နေတာပေါ့နော်။၃ချိန်တော့ပြီးသွားတယ်ဆိုတော့နောက်ဆုံးတည့်ရက်ပဲကျင်တော့တယ်။ ကျွန်တော်ဆက်ပေးမယ်ဆိုလို့ရှိရင်တော့တခွေတည်းထိုးရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်မျှဝေချင်တာဖြစ်ပါတယ်ကကနေမှရင် ပေးလိုက်မယ်နော်ကျွန်တော်ရှင်ကနင်းလိုက်မယ်ဆိုတော့ကနေကိုရင်ပေးပါမယ်ခင်ဗျာနော်โอเคသူထွက်တဲ့နေသားလေးကိုပြောပြပေးပါမယ်နော်ကဲဒီကနေစပေးရပြန်နော် အဲ့ဒီကနေစပေးတာဒီ1နဲ့1ပေါင်းနော်နှစ်ဒီနှလုံးပေါင်းရဲ့9နှစ်9ဆိုပြီးတော့ကျွန်တော်ဒီမှာ date ထွက်ပါခင်ဗျာနော်နှစ်9လို့ date ထွက်ပါတယ်အဲ့အိုက်ကနေပြီးတော့ကျွန်တော်ဒီမှာ9နှစ်8ကိုပေါင်းမယ်ခွန်နော်9နှစ်1ကိုပေါင်းရင်3ည9ည3ဆိုပြီးတော့နောက်တစ်ပတ်မှာ date ထွက်ပါတယ်ဆိုတော့ဒီနှလုံးကိုပေါင်းမယ်ဗျာနော်6 ီနှလုံးအပေါင်းရင်ငါလင်းငါဆိုပြီးတော့နောက်တစ်ပတ်မှာဒေးထွက်ပါတယ်ဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော်ဒီမှာနှလုံးပေါင်းရင်တနှလုံးပေါင်းရင်ရှစ်တစ်ရှစ်ဆိုပြီးတော့လုံးဝကျွန်တော်ဒေးထိုးမယ်ဆိုပြီးတော့ဗောနော်အဲဒီတစ်ပတ်ထဲမှာမှန်းထားတာဆိုတော့သူထွက်တဲ့အနေထားကဘယ်လိုလာတော့ဆိုလို့ရှိရင်ပထမကတ်မှာကျွန်တော်တို့အင်္ဂါလင်းမနဲ့မှာထွက်တယ်ဗျာဒုတိယကတ်မှာကြာတော့ဒုတိယအလေးကြာတော့အင်္ဂါလင်းညနေမှာထွက်တယ်ဆိုတော့တတိယကတ်မှာအင်္ဂါလင်းမနဲ့မှာဘိုလိုလင်းမနဲ့မှာထွက်တယ်ဆိုတော့ ကျွန်တော်ဗုဒ္ဓဦးညညနေမှာထိုးမယ်ဆိုပြီးတော့ဗောနော်အဲ့လိုမျိုးကျွန်တော်အရှင်သတ်မှတ်ထားတာဗောမွေးကနေအနေနဲ့မသွားပြီးနဲ့ကျွန်တော်ကဒီသူ့အပန်လိုက်ကိုကျွန်တော်မန်းပြီးတော့ထိုးမယ်ဆိုပြီးတော့လှုပ်ထားတာဟိုဒီမှာကြိုထွက်သွားပါတယ်သူကအာထွက်သွားတယ်ဗောနော်ဒီပွဲမှာဆိုတော့အခုပွဲမှာနှလုံးပေါင်းချမ်းဒီ၄နှလုံးပေါင်းချမ်းဒီ၉ဆိုတော့၄၉အာထွားမှာဖြစ်ပါတယ်ခင်ဗျာနော် ဆိုတော့အခုကျွန်တော်လေးကိုအားထုတ်ရမယ်ဆိုတော့၃ရက်ကတော့ထွက်မလာဘူးဆိုတော့ကျွန်တော်ဒီနောက်ဆုံး၃ရက်ပဲကျန်တော့တယ်ပေါ့နော်မနေ့ပြန်ပိတ်ရဲဆိုတော့ဒီနေ့၃ရက်ပဲကျန်ပါတယ်နော်မနေ့လေးကိုညလေးကိုပေါ့နော်မနေ့ညအားထုတ်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်မနေ့ကပြောထားခဲ့သလိုကိုးတလုံးကပြန်ကြအောင်မှာဖြစ်ပါတယ်ဆိုတော့မနေ့ကမလာရင်ဒီနေ့ပေါ့နော်ဒီနေ့ဒီနေ့မှာကြအောင်မှာဖြစ်ပါတယ်အဲမနေ့ကလည်းကျွန်တော်၃တလုံးမနေ့မလာရင်ညလာမယ်လို့ကျွန်တော်စကားအမှပြောထားပြောထားခဲ့တာရှိပါတယ်နော်ဆိုတော့ မနေ့မနေ့ပိုင်းတော့လေကျွန်တော်ပေါက်ကြမလို့ထင်ပါတယ်เนาะကျွန်တော် break ပေးထားတယ်ကျွန်တော်လူရတော့ရတာဗောနော်ဘာလို့ရရလဲဆိုတော့တလေးတောင်ညာကီကို၄6 break နဲ့ကတ်ခိုင်းတာဗောနော်အဓိကဆိုတော့ကျွန်တော်ဒီတပတ်စာကတ်ထည့်မလဲပါပါတယ်ခင်ဗျာเนาะအဲဒီမှာ3ရက်အတွင်းဗောနော်တရက်နေ့ကနေ3ရက်နေ့ဒိတ်နဲ့ပေးထားပါတယ်အဲဒီမှာ3ရက်အတွင်းနှစ်မ၄နှစ်ဒိတ်เนาะဒိတ်အောင်ပါတယ် break က9ပါနှစ်ခွန်အားထပ်ပါတယ်ခင်ဗျာเนาะ break က3ချိန်တော့စက်တိုက်ထပ်ပါတယ် ဟုတ်ပြီဒါကတော့ကျွန်တော်အရင်ပြီးခဲ့တဲ့အပတ်ကဟာတယ်ပေါ့နော်အဟောင်းလေပေါ့ဆိုတော့ဒီမှာ24ရက်နေ့ကဗာထက်တယ်ဆိုတော့24 24ရက်နေ့က26မှာပေးထားတာ2ရက်အတွင်းမှာကျွန်တော်တို့တစ်တလုံးပေးထားပါဗျ2ရက်အတွင်းမှာတစ်တလုံးနဲ့မှာ3တစ်ထွက်ပါတယ်ခင်ဗျာနော်မတစ်3အဓိကကနေထွက်ပါတယ်မွေး break ကတော့ con break ခွန်ပေးထားပါတယ်ဆိုတော့24အပတ်ထဲမှာ break ခွန်1 5ထွက်ပါတယ်6 8ထွက်ပါတယ်နော်ဒီမှာ1 5 8 9 နော်ဒီမှာဒီဒီမှာဆိုပြီးနှစ်ကွက်စလုံးထွက်ပါတယ်နော်အဲဒါတော့ကျွန်တော်1819ပေါ့နော်အဲ1819ဆိုတော့ကျွန်တော်တို့16ရက်နေ့ကနေလာတာပေါ့ဒါပေမဲ့ကျွန်တော်က16ရက်နေ့မှာပထမပေးထားတဲ့ပတ်တီးကထွက်သွားတဲ့အတွက်ကြောင့်မို့နောက်ထပ်ပတ်တီးဒုတိယပတ်တီးကိုပေးထားခြင်းဖြစ်ပါတယ် ဆိုတော့ဒီမှာကျွန်တော်စောစောကပြရတယ်ပုံတော့ရောက်သွားဘိုးတို့မကြောက်သုံးပါနော်မင်းကွက်သုံးကွက်ပြရတယ်9 3 8 3 9 3ဆိုတော့အဲ့မှာကျွန်တော်18 19ဆိုတော့ဒီမှာနော်9 3 19ရက်နေ့မှာ9000ထွက်ပါလေနော်19ရက်နေ့မှာ9000တိထွက်ပါလေ break ကတော့ခွန် break ပါဆိုတော့2 5 2 5တိထွက်ပါလေ ကဲနောက်တစ်တစ်ပတ်ကတော့ကျွန်တော်ဒီဘောနော်ဆယ်လာပိုင်းဆယ်၁၇လပိုင်းဆယ်ရက်အပတ်မှာပေါ့နော်၁၇လပိုင်းဆယ်ရက်မှာကျွန်တော်ဘူးလူမကျော်ကိုတလုံးပေးထားပါတယ်ဒိတ်ကတော့ကျွန်တော်တက်တာမှားတာပါနော်ဘူးလူမကျော်ကိုပေးထားတယ်မင်းခွက်က၃ခွက်ပေးထားပါတယ်ကိုနှစ်ကိုလီကို၆ရောင်းကစားမှာဖြစ်ပါတယ်โอเคဆိုတော့ဘူးလူမကျော်တနင်္လာနေ့ကဘူးလူမ၆ခုထွက်ပါတယ်ခင်ဗျာနော်တန်ခွက်ထည့်ကမိတ်ပါတယ်ဘရိတ်ကတော့ ကိုဘရိတ်နဲ့6ဘရိတ်ကိုနှမျိုးပေးထားပါတယ်ဒီဘက်ထင်မှာဆိုတော့ဘရိတ်6ကတော့ကျွန်တော်ဒီမှာ10ထွက်ပါတယ်နော်10 81ဘရိတ်6 51 15လောက်ထွက်ပါတယ်နော်โอเคကတ်တယ်လို့ရနေရှင်ရလာဝင်လို့ရပါတယ်ပြောနော်တပေါင်းချက်ပါဒါကတော့ကျွန်တော်ရဲ့ပညာရှိယူအားရှင်ဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ပထမဆုံးပတ်သီးတစ်လုံး မှန်တာနဲ့ကျွန်တော်တို့တက်မဲ့ရအတွင်းမှာစောစောစီး trap တွေဆိုလို့ရှိရင်တော့လက်ဆောင်နောက်ထပ်တလုံးပေးတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်လက်ဆောင်တလုံးကတော့ software နဲ့လောက်ထပ်မယ်ပေါ့နော်ကြာရင်ကြာမှာဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့အပတ်ကတော့ပထမပတ်တိထွက်ပြီးတော့ဒုတိယပတ်တိကတော့ကျွန်တော်တို့ပြောက်သွားပါတယ်ခွန်ပေးထားတာပေါ့နော်ဆိုတော့ဒီဒီဘက်မှာ sorry ထွက်တယ်ဆိုတော့တလန်းလာနေမှာလဲကျွန်တော်ခွန်နဲ့ပတ်သက်ပြီးတော့ကနေ၄ခွက်ပေးလိုက်ပါတယ်ဒါမှပတ်တိကနှစ်ပတ်တိပေးထားတဲ့အတွက်ကြောင့်မဟုတ်နော်ဒီဒီဘက်အထင်မှာဆိုတော့ เนาะเออဒီအပတ်ထက်မှာကျွန်တော်တို့ပတ်တီးရနှစ်ပေးထားတယ်ဆိုတော့တကြောင်မို့တလန်းလာနေမှာကျွန်တော်တို့ပတ်တီးနှစ်ထွက်သွားတယ်ပေါ့နော်တလန်းလာနေမှာခွန်နှစ်ထွက်တယ်အဲ့ဒီနှစ်မှာလဲကျွန်တော်ခွန်တစ်လုံးကိုညက်နေမှာခွန်လုံးပိုင်နဲ့ကနေ၅ခွက်ပေးလိုက်ပါတယ်၅ခွက်လား၄ခွက်လားမသိဘူးနော်ဆိုတော့ခွန်နှစ်တော့မပါအောင်အဓိကတော့မမပေးလိုက်တာဒါပေမဲ့ပတ်တီးရနှစ်ပါတယ်တော့ကြောင်မို့ break line မှာလဲပါတယ်ပေါ့နော်အဲ့ကြောင်အဲ့ဒီကတော့ထိုးတဲ့လေတော့ပေါ့မှာပေါ့ဗျာဒါကတော့ကျွန်တော်ကကတ်ပဲရောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့ပေးတာကိုထိုးနေရင်တော့ပေါ့မယ်မထိုးရင်တော့မပေါ့ဘူးလေနော် တော့နေ့တိုင်းကတော့လောလောဆယ်မှာနားပါတယ်ဆိုတော့မနေ့ကတော့ကျွန်တော်ပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်နေ့တိုင်းနားလာကြတော့နေ့တိုင်းကြတော့ဟိုတကူတကလုတ်ပေးရတဲ့အတွက်ကြောင့်ကျွန်တော်ကနားရှင်နေမရှိဘူးเนาะအေးပြတ်တာများတဲ့အတွက်ကြောင့်ကျွန်တော်နားရှင်ဖြစ်ပါတယ်တခါကြလို့ရှိရင်ကျွန်တော်ကိုမှန်းထားတဲ့အပန်းကြီးပေါ့နော် break line ကြီးကိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ပေးပါတယ် အဲဆိုတော့ဒီမှာတက်ကြံသေးရပြန်နော်အာပြီးခဲ့တဲ့ပတ်ကထင်ပါလား1920 Okay ဒီမှာပေါ့နော်ဒီအပတ်ထင်ပါ1920ဆိုတော့စကွန်ဆက်ရှိ20ကြာဘိုးတို့ကြာသားပြီပေါ့နော်နှစ်ရက်မှာပေးထားတာနှစ်ရက်အတွင်းမှာတက်တလို့မငါးခွက်ပေးထားပါတယ်တက်တော့ညပါနော်ဒေ့ထွက်ပါတယ်တက်တော့ညဆိုတော့အဲ့ကတုန်းကကြာတော့ဒီတလုံးမပေးတယ်ဘရိတ်လိုင်းကတော့မပေးထားဘူးနော်ဘရိတ်ကထွက်သွားပြီဆိုတော့ပေးမထားတော့

တောင်ညကိုဖြုတ်ပြီးတော့အပေါင်း66ထည့်လို့ရပါတယ်ဆိုတော့ဒီနေ့မင်းက၄6တောင်ညဘရိတ်ကိုအဓိက ပြခဲ့ရနော်လာနိုင်ရှင်ဘရိတ်အကောင့်ချက်ကိုလည်းကျွန်တော်ပြပြခဲ့ပါတယ်နော်မင်းရတံပေးလိုက်တာဒီနေကတော့ပြတ်သွားတယ်ပေါ့နော်ဘရိတ်ကတော့ဝင်တယ်ဟုတ်ကဲ့ဒီနေ၄ကိုပေါ့နော် ကန်စင်တာပါဆိုတော့ကျွန်တော်တို့ကြောက်တိကဒီကနေ့မှာ၄လုံးကျင်တယ်ကြာနော်၄လုံးထက်ကတစ်လုံးတော့ကြာအောင်မယ်ကြာနော်တစ်လုံးဖြစ်ဖြစ်နှလုံးတော့ဖတ်နိုင်ချင်ရှိပါတယ်ဆိုတော့အာဒီဒီဘက်မှာကျွန်တော်ရမပြောက်ပတ်တိကတော့6ရ9ရ10ရဆိုပြီးတော့3လုံးရှိပါတယ်ခင်ဗျနော်6 9 10ဆိုပြီးတော့3လုံးရှိတယ်ဆိုတော့အခုထွက်ထားတဲ့ကဏ္ဍထဲမှာကျွန်တော်ဟုတ်10 10 2 3 4 6ခုအင်းဆိုတော့မပြောက်ကျွန်တော်ရေမပြောက်ပက်ဒီ3လုံးရှိတယ်3လုံးရှိတယ်ဆိုတော့အနည်းဆုံးတော့တလုံးတော့ပျောက်သွားမယ်လို့ထင်တယ်ပေါ့နော်ပျောက်ခဲပါတယ်ကျွန်တော်ရဲ့ပတ်သီးတွေကဒီလိုမျိုးပေါ့နော်နောက်ဆုံးရက်တွေမှာကျွန်တော်နှလုံးကျင်တယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့3 4ပတ်ပေါ့နော်ဇက်တိုက်အခွေသွားပါတယ်ဆိုတော့ဒီနေ့မှာတော့6 5တင့်ဒီခွေလည်းခွေနိုင်ပါတယ်ခင်ဗျာနော်အဲကြောင့်6 5တင့်ကိုကျွန်တော်အခွေဒီမနက်မှာတော့ zone break နဲ့ကစားစီရှင်ပါတယ်နော်6 5တင့်ကို zone break နဲ့ကစားတာကောင်းပါတယ် ဆိုတော့ zone break ဆိုလို့ရှိရင်တော့ဒီနေ့မှာလာနိုင်ခြင်းအားကောင်းတဲ့ break ကတော့2 break နဲ့4 break ဖြစ်ပါတယ်ခင်ဗျာနော် okay 2 break 4 break ဆိုလို့ရှိရင်6 6 5 9 1 3 1 1 6 6 6 6 libreka 5ခုပေါ့နော်5ကတော့5ခု okay ဆိုတော့ကျွန်တော် အဲဒီကနန်းတွေပေါ့နော်ဒါဒီနေ့ကြိုက်တဲ့ကနန်းတွေပါဘာလို့ဆိုတော့ zone rate လာမှဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့တရက်ပဲကျန်တာတော့ဖြစ်တဲ့အတွက်ကြောင့်မို့နှစ်လေး break တွေက direct ထွက်မရမှာဖြစ်ပါတယ်ဆိုတော့ map break နဲ့လာမှဆိုလို့ရှိရင်တော့ကျွန်တော်တို့ map break ကမဘရိတ်ဆိုလို့ရှိရင်မဘရိတ် လာခဲ့မှဆိုလို့ရှိရင်တော့ခွန်ဘရိတ်ဘောနော်ဘရိတ်ခွန်ရယ်ဘရိတ်သုံးရယ် အဲဒီ break ကောင်းပါလေခင်ဗျာဆိုတော့ရှိရင်ကျွန်တော်ဒီ6နဲ့သွားမယ်ဆိုလို့ရှိရင် break ခွန်ကတော့61 break 3ကတော့6ခွန်9နဲ့သွားမယ်ဆိုလို့ရှိရင် break ခွန်ကတော့9နှစ် break 3ကတော့9ရှစ်နော်ဒီ break ကတော့65ဆိုရင်မပါတော့ဘူးနော်ဒီကပါပဲဆိုတော့ဒီနေ့မနေ့ကိုကျွန်တော်နော်မားရွေလာလာဇုံ break ပဲလာကျွန်တော် break စင်းထွက်မှာဖြစ်တဲ့အတွက်ကြောင့်မို့

မပရိလာမှာဆိုလို့ရှိရင်တော့ခွန်ဒီ6ခွန်ကအားကောင်းပါတယ်ခင်ဗျာနော်ဘာဖြစ်လို့အားကောင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်နှစ်က3လုံးကြာထားတယ်နော်နောက်ပြီးတော့3ညက3လုံးကြာထားတယ်တို့ကြောင့်မို့သူ့ရဲ့ပါဝါနှက်ခက်အသီးဖြစ်တဲ့ကျွန်တော်တို့ဒီခွန်ခွန်ကလည်းပြန်ကြာနိုင်ပါတယ်နော်ခွန်တစ်လုံးကြာနိုင်တယ်ထပ်ပြီးတော့ဆိုတော့ကျွန်တော်တုံညသုံးလုံးဆင်းပြီးတော့သုံးတလုံးလိုက်တဲ့အတွက်ကြောင့်မို့ငါးတလုံးကလည်းပြန်ရိုက်နိုင်ပါတယ်ဆိုတော့ကျွန်တော်ဒီ၈နဲ့ ဒီ6နဲ့1မှာကြတော့ဗောနော်တစ်ထွက်မှာ6ထွက်မှာဒါမှ6ထွက်မှာ1ထွက်မှာနေထားမှာရှိပါလေအဲ့နှလုံးကတော့ဗောနော်ဆိုတော့တပြိုင်လေးထွက်မလားဆိုတော့တုံးတက်ချက်လေးတွေ့ရတယ်ဗောနော်ဒါမှအားကောင်းတာကတော့ဒီနေ့မှာခဏတလုံးပြန်ကြမယ်ဆိုလို့ရှိရင်ကိုတလုံးကြမယ်ခွန်တလုံးကြမယ်ဗောနော်အဲ့နှလုံးတည်းကတလုံးကြဖို့ရာခိုင်လို့များပါတယ်ခင်ဗျာနော် ဟုတ်ကျွန်တော်ကိုးလာနိုင်တဲ့အနေအထားလေးကိုပြပေးပါမယ်ခင်ဗျာနော်အဲ့လိုကျွန်တော်ကိုးလာနိုင်တယ်လို့ပြောနေရတဲ့စာလေးကိုကျွန်တော်ပြပေးပါမယ်အဲဒါလေးကိုကြည့်ရအောင်နော်ဒီမှာတစ်ချက်ဒီမှာခွန်နဲ့ကိုးပေါင်းမယ်ဗျာနော်ဒီနှလုံးပေါင်းရ6ဒီဒီကျင်တဲ့အချိန်မှာထွက်ပေးရမှာဖြစ်ပါတယ်ဒီမှာ96လို့ထွက်ပါတယ်ခင်ဗျာနော် နောက်တစ်ပတ်မှာဒီနှလုံးပေါင်းချက်တစ်ဒီဒီတစ်ပတ်ထဲမှာပြန်ထွက်ရမှာဖြစ်ပါတယ်ဒီမှာတစ်တစ်လို့ထွက်ပါတယ်ဒီနှလုံးပေါင်းချက်ရှစ်ဒီဒီအပတ်ထဲမှာပြန်ထွက်ရမှာဖြစ်ပါတယ်၃၈၉ထွက်ပါတယ်ဒီနှလုံးပေါင်းချက်တစ်ဒီဒီမှာပြန်ထွက်ရမှာဖြစ်ပါတယ်၁၈၅တစ်ပါနှလုံးပေါင်းချက်၃ဒီဒီအောက်မှာပြန်ထွက်ရမှာဖြစ်ပါတယ်ခွန်၃ထွက်ပါတယ်နှလုံးပေါင်းချက်၆ဒီဒီအောက်မှာပြန်ထွက်ရမှာဖြစ်ပါတယ်၉၆ထွက်ပါတယ်ဆိုတော့အခုနှလုံးပေါင်းချက်၉ဒီကျွန်တော်မင်းရတရက် မထွက်ဘူးဆိုတော့ကျွန်တော်ဒီနေ့တရက်ပဲကျန်တယ်ပေါ့နော်မနေ့ပြန်ကြတော့ကျွန်တော်ပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်ကိုဒီနေ့တရက်ဒီမှာထွက်နိုင်ချေရှိပါတယ်ခင်ဗျာနော်ဆိုတော့ကျွန်တော်လေးတလုံးကလည်းပြန်လိုက်လာတဲ့အတွက်ကြောင့်ကိုကိုတလုံးကဆန်းနိုင်ချေရပါတယ်အားကြောင့်ကျွန်တော်ဇွန်ဘရိတ်လာမယ်ဆိုလို့ရှိရင်တော့အစောကပြထားခဲ့တယ်59ပေါ့နော်အဲ59ကိုအဓိကထိုးပါကွန်ပရက်ဆိုလို့ရှိရင်တော့6တိကိုအဓိကကစားပါ သုံးပြိဆိုရင်၆ခုံကိုအဓိကကစားပါဆိုတော့အပူကတော့ကျွန်တော်ဒီနေ့ဒိုင်နေရတာပေါ့နော်တဝက်ရော်နေကြတယ်ပြကျွန်တော်ကတော့မထိုးတော့ဘူးမထိုးတော့ထိုးရင်လည်းညနေလောက်ပဲပေါ့နော်ပပပါလေးပဲကျွန်တော်ပုတ်ကြည့်မယ်ပေါ့နော်ညနေအဓိကတော့စုံဘူးကိုပဲထိုးမှာဖြစ်ပါတယ်ခင်ဗျနော် ဟုတ်ကဲ့ပါကန်ကောင်းလို့ချင်းပေါက်ရင်လည်းပေါက်နိုင်တယ်ပေါ့နော်ဒီကနန်းလေးတွေကိုထိုးကြည့်ပါနော်ဒီမနေ့ဒီမှာဆိုတော့လေးကိုကတော့ကျွန်တော်တို့ငါးပံမြောက်ပေါ့နော်ဆိုရင်နော်လေးကိုကတော့လေးပံမြောက်ပါဒီနေ့တည့်ရပဲကန်စမ်းရမှာဖြစ်ပါတယ်နော်ဆက်ပေးလို့ရှိရင်တော့ဒီနေ့လေးကိုတစ်ပတ်ပါနော် ပူးကလာနိုင်လားဆိုတော့ကျွန်တော်တော့တိတ်မြုံလဲချက်မထားတော့ဘူးကြာနော်ဒီတစ်ပတ်ထင်ပါဆိုတော့ဒီနေ့ modern နဲ့ internet ကနန်းကတော့အပူးလာမဲ့အနေထားတွေတော့တွေ့ရတယ်ကြာဘာဖြစ်ဆိုတော့နှက်ခက်ရညီကိုရထွက်ထားတယ်ဆိုတော့နော်၈၁၈၉ဆိုတော့နှက်ခက်ညီကိုဖြစ်နေတယ်ဆိုတော့အပူးကဆမ်းမယ်ဆိုလို့ဆမ်းလဲရရကြာဒါပေမဲ့တိတ်တော့မြုံလဲချက်တော့မရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမနေ့မှာ၈နှလုံးကြာထားတဲ့အတွက်ကြောင့်မို့သူရဲ့ နှက်ခတ်ကဏန်းပါကျွန်တော်တစ်ကလည်းပြန်လိုက်ထားရတယ်၈တစ်ဆိုတော့ဘောနဆိုတော့ပါဝါနှက်ခတ်ဖြစ်တယ်၈ရဲ့ပါဝါ၃ကြရင်ကြမယ်၃မကြရင်၈ဆင်းမယ်ဒါမှမဟုတ်တစ်တလုံးဆင်းမယ်အဲ၃မျိုးထဲကတလုံးကြဖို့အနေထားမှာရှိပါတယ် ဲ့ဒါမန်ပထွေးကိုသွားပြောလိုက်လေကွာမင်းအွန်လိုင်းမန်ပထွေးကိုသွားပြောလိုက်လေကဲဆဲမိပြန်နော်တခွက်ကောင်းအောင်လေကိုးပါနော်ဒီနေ့တရက်ပဲကန်ဆဲအောင်ဖြစ်တယ်ကဲကျန်တာကတော့ကျွန်တော်တို့ဒီပျောက်လင်းတဲ့ကြောက်သေးသုံးလုံးကိုဘရိတ်နဲ့ကတ်ပေးထားတာဖြစ်ပါတယ်နော် ကြောက်ဒီသုံးလုံးကိုဒီမှာ brain နဲ့ကပ်ပေးထားတဲ့ zone race ရင်း2လေး smart race ရင်း3ပါเนาะကြည့်အားလုံးကြင်ကောင်းကြပါစေကြောင့်เนาะအားရောနောက်လို့เนาะ